နဘီနဘီနဲ့မကြည့်ဘဲထိုးလုတ်ပါရဲ့နဘီနဲ့ကတော့ထိုးရင်တော့ငါကြည့်ကပါလူပွဲပြီးထိုးတော့ငါကျွန်တော်ကကျွန်တော်ကတော့ထိုးတယ်အရဲ၆ပေလေးတမရှိတဲ့နာဘီနဲ့စူပါလက်တူထိုးပွဲအပြီးမှာတော့ family solution ကတော့ social media ထဲမှာအကြီးကျယ်ကိုချီးကျူးမှုတွေခံနေရပြီလေဖြစ်ပါရယ်ဟုတ်ပါရယ်အရဲ၆ပေလေးတမရှိတဲ့နာဘီဟာသူနောက်ဆုံးထိုးခဲ့တာကတော့ family solution နီကိုနဲ့စူပါလက်တူပဲဖြစ်ပါရယ် အဲ့ဒီတဲမှာချန်ပီယံကြီးတွေဖြစ်ကြတဲ့နီကိုနဲ့စူပါလက်တို့ကနာဘီရဲ့အမှုတ်သိချင်းကိုခံလိုက်ရတာဖြစ်ပါတယ်နီကိုကဆွင်းတော့ဖြစ်ဂျားဖြတ်ချန်ပီယံလူပွဲမှာအရေး၆ပေလေးလေးမှနာဘီကိုအလဲထိုးနေရှုံနေခဲ့တာလေးဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုရင်စူပါလက်ကနီကိုနိုင်မယ်ဆိုပြီးတော့ခံမှန်ခဲတာပဲဖြစ်ပါတယ်ပြောချင်တာကတော့အရင်တော့ကနာဘီကိုနိုင်ခဲ့ဘူးတာဖြစ်တဲ့အတွက်နာဘီကိုအထင်သေးတာပေါ့လေဒါပေမဲ့နာဘီကသူဟာချန်ပီယံအစ်မှန်ဖြစ်ကြောင်းကိုလက်တွေ့ပြလိုက်တာပဲဖြစ်ပါတယ်အခု စူပါလက်နဲ့နောက်ဆုံးထိုးတယ်စူပါလက်လည်း၃ချိန်တည်တည်နောက်တောင်းဖြစ်သွားတယ်ကံကောင်းလို့သာနော်နည်းနည်းလေးတစ်စက္ကန့်နှစ်စက္ကန့်လေးလိုသွားလို့သာအလေးထိုးမခံခဲ့ရတာပဲဖြစ်ပါတယ်အချိန်ကိုယ်တော့မမြတ်ဘူးဆိုရင်တော့စူပါလက်လေနာဘီစူမအလေးထိုးနဲ့ရှုံးနေကြရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ထူးခြားတာကနာဘီနောက်ဆုံးထိုးခဲ့တဲ့၃ပွဲမှာသမ်မနီဆူလင်ဦးကနာဘီကဘလောက်ပဲကံကံဒူးနဲ့ဘလောက်ပဲတိုက်တိုက်ပါမှဖြစ်မသွားတာကြောင့်ပရိသတ်တွေကအောင်းအိုးခဲ့ကြပြီးအခုချိန်မှာတော့ online ပေါ်မှာတော့ချီချူခံနေရပြီလေဖြစ်ပါတယ် ပုံလီဟုတ်တယ်ဗျနာပြီးနဲ့ထူးခဲ့တဲ့စူပါလက်နဲ့နီကိုဟာဆိုရင်တော့ဖြစ်ဝီးတွေယူပြီးတော့နပူးတွေ꿰ဟလာဒီတခါကျတော့နှစ်ယောက်စလုံးကအလေးထုတ်ခံရတယ်လို့တောင်ကျွန်တော်အနေနဲ့ပြောလို့ရတယ်ဒါမဲ့တမ်မီဆိုလူကဘာမှဖြစ်မသွားဘူးအေးစစ်စစ်တီတီငိမ့်ငိမ့်နဲ့ပဲဘလောက်ပဲနာပြီးကကန်ကန်ဟလာစော်သွားတာဖြစ်တဲ့အတွက်အခုချိန်မှာဆိုရင်တော့ဖြစ်တမ်မီဆိုလူဟာစူပါလက်ထက်တောင်မာကိုမြင်မာတယ်ဆိုပြီးတော့အွန်လိုင်းပေါ်မှာထိုင်းမီဒီယာတွေမှာရောချီးကျူးခံနေရပြီလေဖြစ်ပါတယ် ဒီကကြတော့ပြည်သက်တွေကသမ်းမီဆူလူးကိုနာပြီးနဲ့မကြေပွဲပြန်ထိုးမလားဆိုပြီးတော့မေခွန်းထုတ်ချလိုက်ရမှာတော့သမ်းမီဆူလူးကငါးချီဆိုရင်တော့ထိုးတယ်ဆိုပြီးတော့ဒဲပဲပြောလိုက်တာပဲဖြစ်ပါတယ်။သမ်းမီဆူလူးကိုနောက်ဆုံးထိုးခဲ့တဲ့ပွဲတွေမှာဆိုရင်သမ်းမီဆူလူးကပထမတစ်ချီနှစ်ချီမှမကောင်းပေမဲ့နောက်ပိုင်း၃ချီမှပုံမှုပြီးတော့ကောင်းလာတာကိုတွေ့ရပါတယ်။သမ်းမီဆူလူးကသာငါးချီထိုးခိုင်းလိုက်လို့ရှိရင်ဆက်ဆန်းအပြည့်နောက်ဆုံးထိုးခဲ့တဲ့ကိုထိုးကိုလည်းအနိုင်ယူနိုင်တာပါ။ ော်ထုံးကိုဆိုရင်နောက်ဆုံးသုံးကြိမ်မှာတမ်မနီဆိုလုကအလဲထုံးနဲ့အနိုင်ရခါနီးပဲနောက်တချီသာပြေးလိုက်လို့ရှင်တမ်မနီဆိုလုအလဲထုံးနဲ့အနိုင်ရမှာတော့တရားရခိုင်နှုံးပါပဲဆိုတော့ခုချိန်မှာတော့တမ်မနီဆိုလုကတော့နာပြီးနေလဲငါးကြိမ်ဆိုရင်ထိုးမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပြီလေဖြစ်ပါရဲ့ဗျာ